ောင်မြင်ခင်မှာအောက်မှာပြည်သက်တယောက်ပဲရှိတဲ့အချိန်တွေနှစ်ယောက်ပဲရှိတဲ့အချိန်တွေကိုပ္ပဆံကိုပေးပြီးသချင်းဆိုရတဲ့အချိန်တွေကိုပ္ပဆံပေးပြီးတော့ဘေဘုတ်ထောင်းရတဲ့အချိန်တွေဖလေယာကိုကင်ပြီးမျိုးထဲမှာလိုက်ဝေခဲ့ရတဲ့အချိန်တွေနဲ့ရှင်လိုက်ရင်အခုပြောတာကအဲ့နေတဲ့လောက်ပဲရှိတယ်ဆင်းရဲတဲ့လူတွေနှင်ကျင်တိုင်းနဲ့စော်ကားကျင်တိုင်းစော်ကားလို့ရတယ်လို့ကိုသဘောထားနေကြချောကတော့ပြည်သက်နေရတယ်သူကအပြည့်ဝပြောတယ်အဲကိုယောက်ျားမွန်းလို့ဆိုပြီးတော့မညာဘူးပေါ့နော်အဲ့ဒါခါကျရင်သူ့ကိုလည်းပြောရဲ never တတ်တတ်ညာညာ လောက်ပါဗော။ညောင်းငါအဲ့လိုမိမာတွေကိုတိတ်ကြောက်တယ်။တိတ်မောင်းတယ်။တိတ်ရောတယ်။ဝေဖန်တာလဲဝေဖန်တာကိုယူဆိုင်မှာရမယ်။ညို့မဆိုရင်လက်ခုတ်တန်ကြီးပဲသွားနားထောင်နေလို့ရှိရင်ဖီတာတက်နေပါလေ။မင်းဟာလေဒုက္ခရောက်တိုင်းရောက်တိုင်းရောက်တိုင်းကိုလိုယုံမယ်။ဒီနေ့ကတော့ကျွန်တော်ယုံစတင်နေနေပေါ့နော် အဲပထမဦးဆုံးဒါပွဲပဲပေါ့နော်ပထမဦးဆုံးပွဲကျွန်တော်တကုံစန္ဒာတူမှာဒီပရိသတ်တွေနဲ့အတူတူကြည့်ခြင်းလို့ပေါ့နော်အဲလာကြည့်တဲ့ပရိသတ်တွေရဲ့ကြားထဲမှာဝင်ကြည့်မှာပေါ့နော်အဲ့တော့သူတို့ရဲ့အသံတွေကိုပဲကြားခြင်းပါတယ်အစားစားပဲပေါ့နော်အဲဟိုကျွန်တော်ဒီမျိုးကျော်တော့ဟာဆိုရင်လည်းဇာရိတာတော့ဟာဆိုရင်လည်းအဲ့လိုဒီကောင်ကတော့ဟိုလိုမျိုးပေါ့ပွဲဥတွက်အရန် ပေါက်တဲ့ကားလည်းဖြစ်တော့လက်ခုပ်တွေတီးအဲ့လို အော်ကြဟစ်ကြပါတော့သူတို့အားရကြတာပေါ့နော်အဲ့တော့ဟိုတော်တော်ကြည်နူးပြီးပြောရတယ်ပေါ့နော်အဲကြားထဲမှာလည်းအဲ့လိုပဲ share online လို့ပြောဆိုလဲအဲရီကြမောကြအဲပြီးသူတို့ပြောချင်တဲ့စကားတွေပြောရအဲနားထောင်ရတာအပိတိဖြစ်တယ်အဲပြောတဲ့နှုန်းကဆိုရင်လည်းအဲ့လိုစောင့်မိခဲ့ကြတဲ့မှာဆဲကြဆူကြဆိုတော့ဟောဖြစ်တယ်တဲ့မှာဟိုပိတိဖြစ်တယ်ကိုယ်ဆဲနေတာကိုနားထောင်ပြီးပိတိဖြစ်အခုဒီကားလည်းအဲ့လိုမျိုးပဲပေါ့နော် ။အဲဒီအချိုးကွေတွေတွေပါတယ်။အဲ့ဒီမှာပြည်သက်တွေကဘာသန်ထွက်မလဲဟိုကျွန်တော်အရင်ကြားခြင်းတယ်။ကျွန်တော်ဘုရားမှာယုံကြည်တာကအဲတည်းကချမ်းမြေမှာယုံကြည်တာယူပါတယောက်ပဲရှိတယ်လေ။ယူပါတယောက်ပဲရှိတယ်။အဲ့ဒီယုံကြည်တဲ့လူကသူအမှားလို့လို့ပေါ့။အဲသူတောင်းမဲ့နေရ။ဒီခါလေးကတော်တော်ကြီးရယ်ခါတော်တော်ကြီးရယ်ခါတော်တော်ကြီးရယ်ခါတော်တော်ကြမ်းတယ် ပြိဿနေရာကြည့်ရင်အားလုံးအတူတူပါပဲမိသားစုလည်းပြိဿလို့ကြည့်မယ်ဆိုရင်တော့ပြိဿအတန်ပဲရမှာပေါ့နော်ပြိဿကတော့ပြိဿအတန်ပေါ့အဲဒီမှာမှကျွန်တော်ဟိုတကယ်ပြိဿပြောတဲ့ပုံစံမျိုးနဲ့ကိုက်ညီတဲ့ဟာကိုကျွန်တော်ပို့ပြီးတော့တော့အကယူဆိုင်တာပေါ့လေကယူဆိုင်တာပေါ့အဲပြိဿနေရာကနေပြောမယ်ဆိုရင်တော့ချောကတော့ပြိဿနေရာကနေသူကအပြည့်ဝပြောတယ်အဲကိုယောက်ျားမွန်းလို့ဆိုပြီးတော့မညာဘူးပေါ့နော်အဲဒါခါကျရင်သူ့ကိုလည်းပြောတယ် never တတ်တတ်ညာညာ လှုပ်ပါပေါ့။ညောင်းပြီးစီပါပဲကျွန်တော်တို့ကဒီလှုပ်လှုပ်တာလေ။ဒီလှုပ်လှုပ်တော့ကြတော့ဓာရီကဖြစ်နေမှာပဲ။ဟုတ်တယ်မလား။ဟိုကိုဘာမှမလှုပ်လေ။အပြစ်ပြောမဲ့လူတွေကရှိတာပဲ။ဒါပေမဲ့ဝေဖန်တာနဲ့အပြစ်ပြောတာနဲ့တော့မတူဘူးပေါ့နော်။တို့ကဝေဖန်ရင်းနဲ့ဆုံးမတာပေါ့နော်။အဲဆုံးမတာကိုနာခံမှပဲကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကရှာဖွေလို့ရမှာဖြစ်တယ်။အဲ့တော့ကြတော့အဲ့ဒီတော့ကတော့ဟိုဝါရီမများပါဘူး။ ခံစားချက်ကတော့အော်ငါထက်ကြိုးစားအောင်မယ်အဲအော်ငါလိုသေးတယ်အားအများကြီးလိုပါသေးတယ်အဲငါကြိုးစားအောင်မယ်ဒါပဲပေါ့နော်ကိုယ့်ကိုကိုယ်ပဲပြန်ပြီးတော့တိဆောက်တယ်တိဆောက်တယ်ဆိုတာစိတ်တကြွားပြီးတော့တိဆောက်တာမဟုတ်ဘူးအားငါဒါပေါ့မှန်တာပေါ့ငါလိုအပ်ချက်ရှိလို့ပြောတာပဲဒါပါငါအခုမှလောင်းဝမရှိသေးဘူးဒါပါအဲ့တော့ကြိုးစားအောင်မယ်လို့ပဲကိုယ့်ကိုယ်ခံယူပါတယ်အဲကျွန်တော်မျှပြီးတော့ရှာဖို့ရတယ် အကုန်လုံးလည်းကျွန်တော်ဟို view site တဲ့ကိုဘယ်လိုပြောမလဲဝေဖန်တာလဲဝေဖန်တာကို view site မှာရမယ်နှုတ်မဆိုရင်လက်ခုပ်တန်ကြီးပဲသွားနားထောင်နေလို့ရှိရင် feeder တက်နေပါလေအခုမှကျွန်တော်တို့ကဒီလောကတွေကိုရောက်လာတာမဟုတ်ဘူးကျွန်တော်တို့က2010လောက်တည်းကကျွန်တော်တို့က2009နှစ်တည်းကကျွန်တော်တို့ကဒီလောကတွေကိုကျွန်တော်တို့ကရောက်လာတာရောက်လာပြီးတော့ဒီလောကထဲမှာအကုန်လုံးဒီအောက်သက်ကြည်ပြီးတော့အရေပါတောက်တောက်ကြပြီးတော့မှကျွန်တော်တို့က2010ကျတော့မှကျွန်တော်တို့ကနာမည်နာမည်ရလာတာပေါ့နော် နာမည်ရလာတာနာမည်ရလာပြီးတော့မှကျွန်တော်တို့ကအဲ့အချိန်ကအကြာကြီးရှိသေးတယ်ပြီးတော့ကျွန်တော်ဒီဘက်ရောက်တော့မှကျွန်တော်ကရုပ်ရှင်ရိုက်ဖြစ်တာဆိုတော့ကျွန်တော်တို့ဘဝတက်တန်းတက်လျှောက်မှာအနည်းမြင့်အတက်ကြရနေနဲ့ပြိဿတ်ဝေဖန်မှုတွေနဲ့မအောင်မြင်ခင်အချိန်တွေနဲ့မအောင်မြင်ခင်မှာအောက်မှာပြိဿတ်တစ်ယောက်ပဲရှိတဲ့အချိန်တွေနှစ်ယောက်ပဲရှိတဲ့အချိန်တွေကိုပစံကိုပေးပြီးတချင်းဆိုရတဲ့အချိန်တွေကိုပစံပေးပြီးတော့ဘေဘုတ်ထောင်းရတဲ့အချိန်တွေဖလေယာကိုကင်ပြီးမြို့ထဲမှာလိုက်ဝေခဲ့ရတဲ့အချိန်တွေနဲ့ရှင်လိုက်ရင်အခုပြောတာက ိတ်နေတော့ပဲရှိတယ် AC ပဲအဲ့တော့အဲ့ဒါကိုကျွန်တော်ကဘာမှဖြစ်မနေဘူးအဲ့တော့ကျွန်တော်ကြိုးစားဖို့အတွက်ဒါတွေကကျွန်တော်တို့ရပရိုတိန်းတွေပေါ့နော်ဒီနေ့6ရက်နေ့ရနေစပြီးတော့ကျွန်တော်တို့ feeling ရုပ်ရှင်စကားကြီးရမြန်မာနိုင်ငံလုံးမှာယူနေပြသမှာဖြစ်ပါတယ်ရုပ်ရှင်ရုံကအချိန်ကြီးခွဲထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ feeling ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အချိန်ကြီးကိုရုပ်ရှင်ရုံရဲ့အောက်မှာအတိအကျရေးပေးထားပါတယ်အဲ့တော့လာရောက်ကြည့်ရှုဝေဖန်ပြီးသုံးသပ်ပေးပါအောင်ဆုံးမပေးပါအောင်ဩဝါဒပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်နေဝင်းမှာ နားခင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်